အားလုံးပဲမင်္ဂလာပါရှင်ဒါကတော့ငပယ်ရဲရွယ်ရွက်စီပြန်ဟင်းလေးပါအရန်နဲ့လဲစကောင်းပါတယ်ပြမဦးဆုံးရဲရွယ်ဗတ်တွေကိုအရင်ပြုတ်ထားပါတယ်ရဲရွယ်ရွက်ပြုတ်နေတဲ့အချိန်မှာငပယ်ကိုစီးနေအောင်ထောင်းထားရပါတယ်ရဲရွယ်ရွက်ကိုနည်းနည်းလေးအစိမ်းရင်းအောင်တန်းလာတဲ့အထိခြင်းတွင်နဲ့ပြုတ်ပေးနေပါတယ် ပြန်တော့ရေနဲ့ပြန်စီပြီးတော့အအေးခံပါမယ်။အအေးခံပြီးပြီဆိုတော့နော်ဒီလိုလေးတွေစပြီးတော့လိမ့်လို့ရပါပြီ။ဒါကတော့အရသာလေးထည့်ထားတဲ့ထောက်ငါပြီးသားမဖြစ်ပါ။ရေယူပါနဲ့ဒီခုပုံစံတိုင်းလေးလိမ့်ပါမယ်။လိမ့်ပြီးပြီဆိုရင်တော့ပြန်ပေါင်းပါမယ်။ ပေါင်းနဲ့ခဏပေါင်းပြီးရင်တော့ပပလေးတွေလှည့်လို့ရပါပြီ။ ပြီးပြီးနောက်ဆက်ပြီးတော့ချက်ပါတော့မယ်။စီတက်ပါမယ်။ကျွတ်တုံပြူကျွတ်တုံပြီးစနေပေါက်ထည့်ပါမယ်။ကျွတ်တုံပြူကျွတ်တုံပြူကိုရွှေဝါရောင်တန်းလာရင်ထိကြောပါမယ်။ဒီလောက်နေထားစမြင်ရပါပြီ။ဒါဆိုတော့ခရီးမြင့်ဒီလှိထားပေးတာလေးထည့်ပါမယ်။ အဖုံးကနအုပ်ထားပါမယ်။ခရင်းနေကိုစီပြန်နဲ့ထိရှက်ပါမယ်။စီမပြန်လေးပါကိုပြန်အုပ်ထားပါမယ်။ဒီလောက်နေထားလို့ရပါပြီ။ခရင်ညင်တွေစီပြန်လာပြီဆိုရင်တော့လှီးပြီးသားငဖယ်တုံးလေးတွေကိုထည့်ပါမယ်။ရေနှင်းငယ်ထည့်ပါမယ်။ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့ခဏထည့်ထားပါမယ်။ ဒါကတော့ရေပွက်လာတဲ့နေထားပါစက်တည်ထားပါမယ်စီပြန်တဲ့ ठी ရောက်တဲ့စီပြန်တဲ့ ठी တည်ထားပါမယ်စီပြန်လာပြီဆိုရင်တော့ရှမ်းနန်းနန်းမြုပ်တီစင်းလေးတွေထည့်ပြီးတော့စားလို့ရပါပြီနောက်ကဲပါဒါလေးကတော့ ငဖယ်ရဲရွရွစီပြန်ဟင်းလေးပါတကယ်ကိုအရသာရှိပြီးအရန်ကောင်းတဲ့ဟင်းလေးပါလောက်စားကြပါနော်ဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်